这边，我们把这边打掉的，对方捕捉到的尼古，他好像有个转移的，这个瑞文少来我们这边没注意，阿迪盖尔罗，塞拉比奥乌萨姆这边，他们通过弗雷卡里奥压来的，这边，所以尼古啊，fast 打的不怎么样，他通过弗雷卡东威来没收，哎，主要是哦，frontline 这边乌维托麦耶诺巴鲁汉诺巴鲁耶，啊，Lg 媒体啊，来上上步抓到了尼古，你那刚刚看了伊没变，然后现在马洛 Ehsp 来用拉比奥 Gv 打的，这个罗康来扶摇，明明是呢，拉比奥这边洛克比他也是会吹牛的，康来扶摇没，那怕他伊人来扶摇没，所以呢，塞拉比奥这边比较偏弱。 一杠二，主要是敌人拉你来敷药啊，每次路线来肌肉肌啊，敌人拉我玩追龙的把戏啊，点阿，我直接飞掉嘛，而给我双耐技能，对面立马飞来个扫背来啊，对阿。 ရင်အဲ့တော့ပျော်ဦးတော့မကောင်းအောင် အော်မရဂျူနိုဂျူနိုအန်ဒီများရပြီဒီကတော့ကျွန်တော်ဝန်သွားခဲ့ရင်သွားခြင်းခဲ့တဲ့ပုံ inspire ပျိုးစက် together ကြီးပြန်သွားရခြင်းဒီမှာသူအခုနောက်ပိုင်းဆိုင်ရာရ inspire ကပွင့်ဖို့တော်တော်လေးညံတယ်ဗောနော်ခူးတော့လေဗောဟုတ်တယ်ဒီမီလီကောင်းနေဆိုရင်တော့ပို့ပြီးတော့ကောင်းနေဗောနော်အဓိက through အဲ့လိုမျိုး cross over attack ဟိုမရှိရင်တော့မှ cross over ပွင့်နေပါတယ်ဆိုရင်တော့ true damage ထွက်တယ်ဆိုရဲအရာကိုသွားပြီးတော့တွေ့ရတယ်ဗျာအဲ့ထွက်ကြောင်းတစ်ဖက်ကဒီ front line မှာခံနေမဲ့ cone တို့ဘာလို့ဆိုရင်လေသူနေ defensive item လေးတော့အများကြီးလိုမယ် loss ရတော့တစ်ဖက်မှာပြန်ပြီးတော့ချိန်ပေးသားသေးရဆိုမလဲထောင်းလေးပြန်ဆွဲခေါ်လာတဲ့ခိုက်တက်မှာ retrieve stolen ရအောင်လို့လုပ်ပေးသွားသေးရဲ့ဗျာ control ကတော့တော်ကောင်းသွားတယ်လို့ပြောရမယ်နော် share share key retrieve ပိုင်းမှာကြိုးစားရမယ်နည်းနည်းလေးစောသွားခဲ့တဲ့အချိန်ဒီမှာဝင်လာပြီးတော့ handy နဲ့ retrieve ရအောင်ပောက်ပေးသွားတယ်ဗျာ ဒီအချိန်ကြောင့်ပဲ YG နဲ့ Only Game မှာသူတို့ River Control ခံနေရတယ်ဆိုပေမဲ့ Level SP ဘိုင်းမှာဆိုတော့ Target ရရှိလိုက်တဲ့ဘိုင်းဒီမှာပို့ပြီးတော့မြင့်တက်လာတယ်။အောက်မှာလည်းကျွန်တော် Stage နေနဲ့ Level 4ရရှိလို့သွားရပြီ။ဟုတ်တယ်ဆိုတော့တစ်ဖက်မှာတော့ Juno Level 4လေးအခုမှတော့ရတယ်ဗျာ။သူရတော့ Totally ကိုင်းနေခဲ့ပြီ။ Backup ပူရေးရောက်လာဖြစ်တဲ့အတွက်ကြောင့်ပဲ Stage ခွာမဲ့ Goshi ကိုတော့သူနေလုံးဝမပေးချင်တဲ့ပုံစံလေးမှာသွားတက်ရောက်တယ်ဗျာ။ပူရေး Level 4ရောက်အောင်ဆိုရင်တော့ Stage ကိုလာပြီးတော့ Competition လိုက်ကြည့်ပြီးလို့ရတယ်ဆိုပေမဲ့လည်းဒီအချိန်မှာ Level 4မရသေးတဲ့အခါတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပဲပူရေးကတော့ Totally တီထားရမယ်။ Link ကတော့ Vadao Guardian ုံးလို့ရပြီအဲ့ဒီအတွက်ကြောင့်ဘူရဲကန်လာတဲ့လမ်းကြောင်းသူဖြတ်သားလို့ရတယ်ဗျဟုတ်တယ်ကျွန်တော်ဒီချက်ကိုလည်းစဉ်းစားဖို့အတွက်လိုအပ်တယ်ဗျဒီကတော့ကျွန်တော် Juno လေး item စောင့်နေရတဲ့ပုံစံပါပဲအထက်နဲ့ဒီ talisman တွေဒီ oracle တွေပါပြန်သွားမယ်အပိုင်းစားတွေ star dance တွေတုံးဖို့အတွက်ပေါ့ area donamans ပြန်တုံးဖို့ကြိုးစားရပြီဗျ fashion pouch ပါညာရှောင်းလို့ရရသေးရနော်တွေ့ဦးမတွေ့ဦးရန်ကြီးတို့ ကဲဆိုတော့ဒီအချိန်မှာနောက်တဲ့ second target ပို့ဖို့အတွက်ကတော့10မိနစ်နီးပါးလောက်တော့ကျန်နေသေးရဲ့လက်ရှိမှာတော့ပေါ်လဲမှာဗတယ်လေးရောဆောက်တော့ဖြစ်နေပြီ king flight ရောက်လာပြီဗျ question တို့ဖြတ်ကတ်မလားကတ်တယ်ဆိုတော့နောက်မှာရင်းနေတဲ့ကတော့ angela အပေါ်မှာ mass လေးပြလိုက်တာဆိုတော့လေဘသူမှတော့ဆက်မလုပ်တော့ဘူးဗျာနော် high cut ပြန်ပေါင်းပြီးတော့ပဲသူတို့ lane နဲ့ face ကိုပြန်ကြောင်းပါဗျာအောက်မှာတော့ crossbow 10 point သွားတယ် across the side ဒီပိုင်းနဲ့ဆိုရင်တော့2ချောင်း3ချောင်းလောက်ထိဝဝန်ပြီးသွားမဲ့ time တခုကိုတော့ပြန်ဆောင်ဝင်နေတူတယ်။ဒီကတော့နှစ်သင်းလုံးကအားလီမှာတောက်လျှောက်စေပဲ။ first star ရဲ့ fight ဒီပိုင်းမှာဆိုလို့ရှိရင်လည်း objective ပဲ focus တယ်။ hero key ဒီပိုင်းဆိုတာထက်သူတို့သွားသိနေတဲ့ item လေးတစ်ခွက်နှစ်ခွက်လောက်ထိ PDT ကိုစောင့်စားနေတဲ့ပုံစံဗျာ။နောက်ပိုင်းဒီမှာ Jordy 11ဆော့တာတည်းအရင်တော့ငွေလို trust speed friendly 3ချောင်းမဟုတ်ပဲနဲ့ trust speed friendly 2ချောင်းအောင်မှသူတို့ critical wave နဲ့သွားကြတယ်ဗျာ။ဖနက်ပပါတဲ့ hero တကောင်ဖြစ်တာဆိုတော့ item သွားတဲ့အခါမှာသူ6ခွက်အပြည့်သွားလို့ရတယ်ဆိုတဲ့အခြေအနေတခုတော့ရှိတယ်ဗျာ။အဲဒီအတွက်ကြောင့်နောက်ပိုင်းဒီမှာ Sea Hubbard ဒီပိုင်းပါလာမယ်ဆိုလဲ Juno ရဲ့ ဲ့ Twitter နှုံးတွေကို short ချလို့ရမယ်ဒါပေမဲ့သတိထားမှာတော့ pick up ပဲဗျာဒါအောင်မှ king flat နေလေသူရဲ့ question တွေကိုကတ်နိုင်မယ်ဆိုရင်တော့ဒီကြောင့် share ကိုကြည့်ဒီ damage ပါလိုက်ရောရှိနေတယ် immune လို့တော့ရပြီမယ်ကျွန်တော်ဒီအရာဒီခုက out light ကြီး wide aim လို့ရှိရင် enemy များတယ်ဗောနောအဲ့တော့ cut time 2 with the one mark con down strike မှာပါပါတော့များတယ်ဗျာ left wave တွေပြီးတိုင်းနေပြီ corner နဲ့ tower နဲ့ဒီလိုပါရင် ြင်လဲပြီးတော့ကျွန်တော်သုံးသက်ထားတယ် first lap ပြီးသွားတဲ့အချိန်မှာတစ်ခါ target တောင်းလျှောက်ဖို့နေရဗျာပါလာတယ်ကန်သွားပြီ quick share share okay ဖိုင်းနိုင်နေပြီတစ်ခါလေးဖြတ်ပေးဖို့ကြိုးစားဘူးရဲတန်းကြရမသေးဝဘူးဗျာ target ရော king flash ပြင်လဲသိမ့်ပိုက်သွားနေပြီ hero k အကြရှုံးနေရတော့ mtc ဘက်ကနှစ်ကောင်ထိဟိုပါပေးထားတာပါ target နဲ့ hero k ပြန်လဲပြီးတော့ trade လဲရဆိုတဲ့ပုံစံတစ်ခုပဲဗျာတကယ်ကိုကောင်းတဲ့ the wheel truck ကိုတွေးလဲရဆိုတဲ့ဖက်ကလည်းတကယ်ကိုပြန်ကောင်းတဲ့ blink ရဲ့ avada guardian သူရဲ့ teammate ကိုစေပေးသွားရဆိုတဲ့အခြေအနေခုပဲဗျာဂျူနိုသွေးတော်တော်လေးတော့ကိုင်းနေပြီဒီမှာ crossword ဒီကြားထဲမှာ blink ပြန်ရောက်လာတယ်ဆိုပြီးလဲဂျူနိုဒီ fighter သွားဖြစ်နေရဆိုတော့လေတခါ တော့တရတော့မပြတ်သွားခဲ့ဘူးဗျာဒီ early game damage ဘိုင်းနေရနီကိုရဲ့ damage ကိုကျွန်တော်တို့ပြုံလင်းရပါမယ် mythic sea ဘက်က blink and break game တော့နောက်မှာပါလာပြီတောက်လျှောက်သူလိုပြန်ပါလာနေမယ်ဆယ်လီပင်းတော့မှာနီကိုတောက်လျှောက်ပြန်ပြီးပင်းနေ damage အောင်မှာပြန်ပါလာပြီ elbow နောက်ဘက်မှာတက်ပေးတိုင်းနေပဲတောက်လျှောက် spray နေအောင်မှာတော့မရဘူးဗျ blink နေနဲ့ပြန်ပေးလိုက်ရပါသေးတယ်ဒီနာပြန်ပြီးဟီးပေးခြင်းလဲဆိုမလဲသူဒီမှာ item pay ဖြစ် flow တဲ့ oi စစ်မပါသေးတာလဲသွားဖြစ်နေတာဆိုတော့ဒီဘက်က rubber နဲ့ပြေးခုတ်တဲ့အရာတစ်ခုဒီ blink နေနဲ့ဒီဆုံးမှုတောင်ခံလိုက်ရတယ်အောက်မှာလေးထက်ပြီးတော့ဘိုင်း1တွေ့နေပြန်ပြီမီလီကောင်နဲ့ range ကောင်ဆိုတော့လဲ stick ကတောက်လျှောက်နှိမ်ထားသေးတယ် ဗျာဒါပေမဲ့ကျွန်တော်ဒီဘက်က ST ပြောသလိုပဲပေါ့နော်ဂျူနိုမှာ Internet Talisman နဲ့ Oracle ပါလာမယ်ဆိုရင်တော့အရင်လိုမျိုးပြခွဲလို့မရအောင်ဆိုတဲ့အခြေအနေတစ်ခုတော့သွားဖြစ်နေလိမ့်မယ်ဂျူနိုမှာ Internet Talisman ပြီးသွားပြီဗျာအဲ့တော့ Star Dance နဲ့ Falling Star Moon တုံးနေဆိုလို့ရှိရင်တော့ Shield Absorb လောက်ရတဲ့ကိစ္စတွေကအထူးထပ်ပို့ပြီးအဆင်ပြေလာပြီလို့ပြောရမှာပေါ့နော်ခုနကတော့လည်းကျွန်တော် Nico အသင်းအတွက်လိုအပ်တဲ့ damage ကို Flicker နဲ့ပါလာပြီးတော့ Falling Star Moon Memory Minion Wave ကိုရောင်းတော့ရှိတယ်ဒီကတော့ Pick Off ပဲတကောင်ပါရင်တကောင်ဖြတ်သွားနိုင်တဲ့အထိ Mythic CD နဲ့ပြန်သွားမှရမယ်အထူးသဖြင့် Blink ကိုကန်နေဆိုလို့ရှိရင်လည်းကျွန်တော်ဒါပြတ်ဖို့အထိသွားဖို့သွားမှာပေါ့ဒါပေမဲ့ရောမလို့ဗျာ ။ဒီချိန်မှာကျော် YG ဖြစ်နေတဲ့ပြဿနာပါလဲဆိုတော့ sign name တွေကိုခံလို့မရတာပဲဗျာ။တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် UNS တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင် Asma Radar ဆိုတော့ဒီ lane တွေကိုသွားခံဖို့အတွက်ဆိုတော့အချိန်တိုင်းတာတခုတွေပေးရမယ်။ပြတ်မလားမပြတ်မလားဆိုရဲမေးခွန်းတစ်ခုကလည်းသွားပြီးရှိနေသေးတယ်။အဲ့အတွက်ကြောင့်သူတို့ကမင်းမှာပတယ် sign နေဆိုတော့ Nico ကလည်း flicker တွေပေးပြီးပြန်ပြီး escape လုပ်တယ်။ဆိုတော့ Hiroki ရရှိမှုဘိုင်းမှာတော်တော်လေးအားနည်းနေရဆိုရဲအရာတစ်ခုသွားပြီးထွေးရတယ်ဗျာ။ Hiroki ရမှတာအလုတ်ဖြစ်နိုင်မဲ့ drop ကိုတင်လာခဲ့တဲ့ YG ကတော့တစ်ဖက်ကဖိအားပေးတဲ့အရာတွေအကုန်လုံးပြန်လဲပြီး hunter ထားတဲ့ Mythic ရဲ့ drug က ကပဲပြန်ပြီးတော့အလုပ်ဖြစ်သွားမလားဒါပေမဲ့ damage ကတော့နည်းတယ်နော် မင်းမာလဲကျွန်တော်အရင်အတီးဖို့မလဲကျွန်တော်အကြောင်းကိုရှေ့မှာပြောလို့ပဲနီကိုရဲ့ damage ကတောက်လျှောက်လို့နေသူ glowing one တစ်ချောင်းတော့ပြီးထားတယ်စိုင်လင်းတစ်ခုလုံးမှလည်းကျွန်တော်ရင်းတို့ဘာလို့ကလည်း oracle ပြီးတယ်ခွန်ကလည်းကျွန်တော်ဒီ oracle ပြီးတယ်ဗျာအဲ့တော့ဘာလို့နေ ultimate သုံးနေဆိုလို့ရှိရင်တော့သူ့အနေနဲ့အသွေးပြတ်တက်ဖို့အခြေအနေတော့ကောင်းတယ် area crowd control ဘိုင်းမှာတော့ pick off ကပြတ်ကောင်းတယ်ပါလာပြီးတော့မှ hacker ပြန်ပြီးပူပေးတိုင်း dash တော့မှာတော့ juno ပြန်ပြီးအိမ်လာတယ်ဗျာ ken flash နဲ့ပြန်ဝင်လာလို့လှုပ်ထိုက် cross through တက်ဖွင့်လိုက်ချိန်မှာပူရေးပြတ်ကြောက်သွားလို့ juno ကနောက်ကိုပြန်ဖောနေရပြီဗျာ angela hacker ပေါင်းနေဟာနဲ့ angela ဝင်ဝင်တွဲလုံးမှာတော့တကယ်ကို powerful ပဲဗျာလုံးဝ angela ဝင်ဝင်တွဲလဲရတယ် angel လားအားလုံးတွဲလဲရရပြရင်ကလုံးဝမသေးွားခဲ့တော့ခုနကသဝေးရောဒရုန်းကိုကြားရတယ်မှာလော်ရော့စီကတော့ဟန်အနည်းနဲ့ဒီတာတေကိုလုံနေခဲ့ပြီ first start တွေတော့လေသူ stolen လုပ်တယ် second start တွေမာလီပေးလိုက်ရဆိုမြင်ဒီ third start တွေကို YG နေနဲ့ပြန်ရလိုက်တာဆိုတော့2-1ဆိုတဲ့ပုံစံတစ်ခုမှရင်တော့ 1K လောက်ဒီတာထားသေးရဲ့ဗျာ front line တောင်းနေဒါပေမဲ့ damage ပိုင်းလိုအပ်ချက်ရှိနေခဲ့တဲ့ medicine ဒီနေရာမှာတော့ online first round ကကာပူတဲ့2-1တော့ကြံရှိနေပါသေးတယ်ပြီးတော့ BJ တွေသူတို့ကကျွန်တော်ဝန်ဝန်အားကိုးနေသွားပါမယ်အဲ့နောက်မှာတော့ Juno cross boat တက်နောက်မှာ dash B line နဲ့ Batanjar Juno final set ကျွန်တော်မှာတော့ခွန် နှောင်းမရပဲနဲ့ပြန်တော့4ရတယ်ဗျအင်္ဂလာပူးနေတဲ့ timing တွေမှာတော့ မစ်သစ်စီနေနဲ့တကယ်ကိုကျွန်တော် damage ပိုင်းဆိုင်ရာအရာလိုအပ်ချက်တွေရှိနေတုန်းလို့ကျွန်တော်ပြောရမှာဗျာဒါတော့အမှန်ပဲကျွန်တော်ခွန်ကတော့လုံးဝသူ့အနေနဲ့ step 20ပြည့်နေတဲ့အခါတစ်ခုမှာတော့ durability ပိုင်းအားကောင်းနေဆိုပေမဲ့လည်းတစ်ဖက်မှာ DPU C ရပ်ပတ်တွေပါလာမယ်ဆိုရင်တော့အန်ရီကတော့များတယ်ဗျာလီနာစီမာလေးနောက်ပိုင်းမှာဒီ antenna talisman တွေ flower the oasis တွေပြီးွားပြီဆိုရင်သူက glowing one ဆက်ပြီးတော့သွားအောင်ပါဗျာနော်ဒီတက်နှုံးလေးကို short charge ပို့အတွက်ကတော့ဒီ3စက္ကန့်အတွင်းမှာဖြတ်မယ်ဆိုရင်ဖြစ်ကောင်းဖြစ်နိုင်ခဲ့တဲ့ YG ရဲ့ပုံစံတစ်ခုတော့မြင်တွေ့ရမယ် stick ကတော့ဒီချိန်ကြီးအဆင်ပြေနေတော့ပဲလာကန်တဲ့ပုံစံတစ်ခုကလည်းသူ့ကိုလုံးဝမတွေ့ရသေးဘူးဆိုတော့အားလေးတွေကအခုဒီ free fan ယ်ဗျာစတစ်ကလာကတ်တယ်ဆိုလို့ရှိရင်လေ cross road တက်နေလီကိုတက်မင်း immu ပါမင်း inspire အားလေကျွန်တော်တို့ဒါ pull up set together နေဆိုတော့ဥရောပြေဖို့အတွက်ဒါလေကူတဲ့အချိန်တွေတခုလို့ပြောလို့ရမယ်အဲ့ဒါ outlet ကြီးဝင်ကမ်းမယ်ဆိုရင်တော့အနေနဲ့ pick off ပဲဗျာနော် state တစ်ဖက်မှာကျွန်တော်ဘူရဲအနေနဲ့ဖမ်းပြီးတဲ့အရာတခုပဲ cross road တက်တော့ပြန်ပြုတ်ဖွင့်သွားတယ် mountain shot က vision ပြန်လုံးဝ final slot ကြောင်းထဲမှာတော့မရဘူးဗျာဘူရဲအနေနဲ့ပြန်ပေးလိုက်ရပြီဗျာအဓိကကကျွန်တော် state တက်လာတဲ့အရာတခုသူကောင်းကောင်းကြီးနားလေတယ်အဲ့တော့ flanking လုပ်ဖို့တော့စောင့်နေခဲ့တယ်ဗျာတစ်ဖက်ကယင်လာတဲ့လမ်းကြောင်းတခုမှာသူနဲ့သွားပြီးတော့ထိတ်တိုက်တွေ့တာဆိုတော့ vision တွေ့သွားပြီလားဆိုပြီးတော့ပြန်ဖက်လိုက်တာအဲ့ဒီနေရာမှာဝိုင်းပြီးတော့ဖြတ်ခံ ံလိုက်ရတယ်ဗောနခုံးကတော့စပြီးတော့တစ်ဖက်ကဂျန်ကယ်ဇုံတွေကဝင်လာခဲ့ပြီသူကိုယ်တိုင်ကလည်းဟိုတောက်နေဟီးရိုးဖြစ်တယ်ဆိုတော့ HP regen ကောင်းတယ် regeneration ပါတယ်ဆိုတဲ့အတွက်ကြောင့်သူကဒီချိန်မှာတော့လုံးပါပဲဗျဒါပေမဲ့တစ်ဖက်ကဒါမေ့များလာရင်တော့မလွယ်ဘူး ဒီကကျွန်တော် item လေးပြန်ဆောင်အောင်မယ့်အချိန်လေးလို့ပြောရမယ်လင်းကလည်းကျွန်တော် split push ခုတော့တွားထားသေးတယ် king flash ရှင်နဲ့တေးကြရဲ့ stage ကိုကျွန်တော်ဒါ aim ပေးမှတော့ရမယ်ပေါ့နော်ဟုတ်ရဲ့ yg က throw power spike ဖြစ်နေတဲ့အရာတစ်ခုကိုအသုံးချပြီးတော့ကျွန်တော်ဒီ snowball type ကိုပြန်ပြီးတော့တွားလို့ရတယ် battle sign night 5v5 တွေမှာ one angel တော့မဟုတ်ဒါ one one အားလို့တွဲလုံးနေနေကျွန်တော်ပြန်တွားမယ့်အခိုက်အတန့်တစ်ခုကိုတော့မြင်တွေ့ရလိမ့်မယ်ဗျ pick off တွေပါလာတယ်ဖမ်းပြီးဘူးဖြူပြီးဘူးအတွက်ဆိုတာထက်အခုချိန်ဒီမှာသူတို့ ဖမ်းပေးလို့မရအောင်ဆိုတဲ့အခြေအနေဖြစ်နေတာဗျာဒါပေမဲ့ဒီပွဲမှာလည်းရင်းရကျော် performance ကိုပြန်ပြီးတော့ပြသနေရလို့ပဲပြောရမယ်ရှေးပွဲတော့ရင်းရဲ့အားလို့ဒီတွေ့တွေ့တဲ့နေရာမှာအသေးခံနေရတယ်ဆိုတဲ့ပုံစံတစ်ခုသွားပြီးတော့ရှိတယ်ဒီတစ်ခေါက်မှာတော့အဆင်ပြေနေရတဲ့အခိုင်အတန့်တစ်ခုမှာဒီ final slide ဒီ downless strike တွေက angela နဲ့ပေါင်းပြီးတော့တစ်ဖက်ကရှိတဲ့ buff line တွေကိုကောင်းကောင်းကြီးမှွေတောက်နေရဆိုတဲ့အရာကိုသွားပြရတယ် rose မှာ flink တွေ့တော့ဝနီပါလောက်ထိတော့ကြန့်ရှိနေသေးရဲ့ဗျာ rose မှာလောရတယ်စတင်ပြီးတော့လုံးနေခဲ့မသိစရာဒီတော့မပေးချင်ဘူး ီးကတွားပြီးတော့ကျွန်တော် zoning control ပြန်သွားခြင်းနဲ့ပုံ area control ဘက်မှာတော့ပြန်ယူလို့ရတယ် final slot နဲ့ကျွန်တော် miss သွားတယ်ဗျာ station နေနေတော့ကျွန်တော်ဒါ inla ပူပြီးသွားပြီဆိုတော့ better ကျွန်တော်ဒီ ultimate ဒီကျွန်တော်တော်တော်များများပြီးလိုက်ရတဲ့အချိန်ဒီလို့ပြောရမယ်ဗောနနှစ်ကွက်လောက်ထိပြီးသွားပြီ morning shot ကလည်းကျွန်တော်ပြီးသွားတဲ့အချိန်မှာ mythic စီက ဒါအကောင်လို့ကျွန်တော်အခွင့်အရေးတခုပဲဗျဒီအချိန်မှာလုံးလုံးချင်းလည်းရတယ် ultimate ကပြန်ဆိုင်ရင်လည်းပြန်ဆိုင်လို့ရတယ်ပေါ့နော်ဘူရဲစီမှာကျွန်တော် pick off ကတော့ရောတဲ့ train ကိုကြံနေသေးတာ။ရင်မကြားခင်မှာရင်ရဲ့ ultimate ကပြန်တော့ပြည့်တယ်မယ်ဗျ flicker ကိုကိုကြီးကတော့ပေးတာလေ။ Nico ကလည်းခုန flicker တုံးပြီးတော့ရှောင်ထားတာဆိုတော့သူလည်း position ပိုင်းမှာတော့သတိထားနေရတယ်ဆိုတဲ့အခြေအနေတခုပဲ။ဒီအချိန်မှာ joystick angel ဖြတ်တော့ဖူးထားသေးတယ် final step ပါဝိုင်းခိုင်းတဲ့အခုမှာ request share လို့ gift flat ပေးပြီးဝါခဲ့ပြီ။နောက်မှကြံနေရခိုင်းတဲ့အခုမှာတော့ lever တက်ဖို့အတွက်အခွင့်အရေးရှိရဆိုမလဲ။ခုံးအင်းဖြစ်နေရဆိုတော့သူရဲ့ ultimate ကိုလွယ်လွယ်လေးနဲ့ stick မပေးချင်ဘူးဗျ။ဒီအချိန်မှာလည်းထုံးရတဲ့အချိန်မှာ space တောင်းယူသွားရတယ်။ဒါပေမဲ့ main thing စီးနေတဲ့ win င်လာဦးလို့ကြိုးစားရပြ retreat လေးတစ်ပောက်ပဲဘိုးရဲပစ်ကော oh in flash ရှောင်းတော့ပြန်ဦးသွားရပြဘိုးရဲအနေနဲ့ပြန်ပေးလိုက်ရလို့ကျွန်တော်ပြန်ထောက်လိုက်ချင်းမှာ juno jet ရဲ့ final slash dash ရေအောင်မလို့ပြန်ပေးလိုက်ရပြ hero k241 trading တစ်ခုကိုတော့ပြန်လုပ်တိုင်းနေမယ်လုံးဝတော့ mythic scene အနေနဲ့တိမ့်ပိုက်လို့သွားရပါတယ်ဒါတော်တော်လေးကောင်းတဲ့အချက်တစ်ချက်ပဲဗျ mythic scene အနေနဲ့ king flash ရဲ့ quest shadow redistribution တစ်ခုမှာတစ်ဖက်ကနေပြီးတော့ jungle လောက်သွားပြီးတော့ stand ပေးလိုက်တယ်ဆိုရဲအရာတစ်ခုက redeploy ဖို့အတွက် hand နေတော်တော်လေးခက်ခဲသွားခဲ့တယ်တင်းစုံရရန်တာနေဆိုပေမဲ့လေတစ်ဖက်ကဝင်လာခဲ့တဲ့ king flash ရဲ့ zone တစ်ခုသူတို့နေသွားပြီးတော့ hand ထားဖို့အတွက်ကကျွန်တော်တစ်ဖက် ဖက်ကချိနေခဲ့တဲ့ရင်းစီနီကိုစီသွားရောက်နေခဲ့ပြီဗျာပြီးတော့ stage လေးရလိုက်တယ်ဒီ battle fee ကကျွန်တော်မေတ္တိစီနေနေနည်းနည်းအဆင်ပြေသွားတယ်လို့ပြောရမယ်နောက်တစ်ယောက် battle sign နဲ့ battle sign နဲ့မှာ through အနေနဲ့ပြီးနေရတယ်ဆိုရင် stage ကိုရလိုက်တယ် shutdown ကြီးရလိုက်တာဗျအဲ့တော့ပြင်မှာ low မှာတင်ပိုက်လိုက်တယ်ဆိုတော့နီကိုရဲ့ကျွန်တော်ဒီထွက်လာမယ့် item B နဲ့ကျွန်တော် B1 king king flash ရဲ့ item B တခုပဲကျွန်တော်တို့ဒီဆက်လက်ပြီးတချူရမယ်ဗျကဲလောလောဆယ်ကတော့ကျွန်တော်ဘလိုပဲဖြစ်ပြောဒီဘိုရဲ့အနေနဲ့သူ့ရဲ့ the wheel dragon ကိုရအောင်ပွားပြီးတော့ကန်ပေးသွားတယ်ဆိုရင်အချက်တစ်ချက်ပဲ aim view တော့လှုပ်ပေးလိုက်တယ် hand ကဒါပေမဲ့ hero game မှာဒါခုန SD ပြောသွားသူပဲ stage ပေးလိုက်ရတာကတော့သူတို့အတွက်နင့်နာမှုဆုံးရှုံးမှုကြီးမားသွားတယ်လို့ပဲပြောရမယ် transfer box ကောင်းရပြီ do man ဒါပေမဲ့တော့ follower damage ကမရှိဘူးဒီကိုကလည်း flick က9 round လည်နေသေးရဆိုတော့သူလည်းအရင်ကတော့မတက်သေးဘူးဗျအားလီမှာတာနေရဲ့ network duke အကုန်လုံးကကျွန်တော်ဒီချိန်ဒီမှာပြန်ပေးလိုက်ရတဲ့အနေထားတည်းရလို့ပြောရမယ်ဒါပေမဲ့ lina အနေနဲ့တော့လက်ရှိမှာ glowing one သွားထားတယ် flank of the oasis ဆိုတော့ ဖေဗရီဘာရီနဲ့ပေါင်းမယ်ဆိုလို့ရှိရင်တော့သွေးတက်နှောင်းကတော့ပူပြီးတော့ဒါများပြားမှာပဲပေါ့နော်လက်ရှိအခြေအနေကအဲအန်တနက်တာလီစမန်လိုမလားလို့လေသူစကင်ဝမ်ကျတော့မီမန်ဆန်သုံးဖို့အတွက်ကူရောင်းပြန်ပြေးဖို့အတွက်ဆိုရင်တော့ဒီလိုမျိုးကူရောင်း redemption item လေးတော့သွားဖို့တော့လိုလိမ့်မယ်ဝမ်ဝမ်ကတော့ဒီချိန်မှာ item ၄ချောင်းတော့ပါလာပြီ Chris Sky, Jerwin Tok က Hans Clown နဲ့ Malefic Gun ဆိုတော့ penetration လဲပါတယ် attack speed လဲလုံလောက်နေပြီ critical သွားခြင်းနဲ့ဆိုရင်တော့ဒီချိန်မှာ Basket Fury ရေသွားလို့တော့ရမယ်ဗျာဒါပေမဲ့ဝေဟော်နေချော်လေးတော့လိုလိမ့်မယ်ဒီကလာကတ်ဖို့အတွက်ပေါ့ဖက်ကလေကျတော့ဒီ King Flash နေနေက ရောရီဝိုင်ပြီးဝိုင်ပြီးသူ beauty သွားတော့မဲ့ခိုင်တန်တခုကိုမြင်တွေ့ရတယ်နော်ဒီနားတော့ကူးတောင်းဖက်နယ်လေးပါနေတာဆိုတော့အဲ့ဒါလေးနဲ့ပဲကူးတောင်း shot ချမင်းနေကြည့်ပါတယ်အတန်းနဲ့ side lane တွေကောင်တော့ Oregon နဲ့ကျွန်တော်ဒီ Dominator Ice ပြန်သွားထားတယ်ဗောနော်ဖုံးရတိုင်းမှာ Oregon ကတော့တွေးတက်တဲ့ဘိုင်းနေမှာ30%လောက်အထိဒါတိုးပြရတဲ့အခြေအနေတူဆိုတော့ Oregon ကတော့ဒီ best ဒီ meta တွေမှာ fighter တွေအတွက်အကြိုက်ပေါ့ဗျာဟုတ်တယ်ဆိုတော့အဓိကတော့ HP region ကောင်းတဲ့ကောင်တွေ span fans ကောင်းတဲ့ကောင်တွေအတွက်ပို့ပြီးတော့ကြိုက်တယ်ဆိုတဲ့ item base တခုပဲကူးတောင်းလည်း shot ပေးရဆိုတော့လေကဲဘာပဲပြီးတော့ဒီချိန်မှာ low ပေးလိုက်ရတဲ့ impact တခုကြောင့်ပဲ side lane တွေရဲ့ inner turret တွေကိုတော့ပေးလိုက်ရပြီ ူနိုကတော့အန်နီရောများတယ်မော်ရီရှောကန်လေးကိုပေးပြီးသွားပြီဗျာကူတော့ပြန်ဆောင်နေဆိုတဲ့ပုံစံတစ်ခုပဲလလောဆင်မမက်သစ်စီကလည်းတက်လို့မရတော့ YG ကလည်းလုံးဝ flanking လုပ်လို့မရအောင်ဆိုတဲ့အခြေအနေတစ်ခုတော့သွားပြီးတော့တွေ့ရပြီဗျာနီကိုကတော့ blood win တွေပါပါလာပြီ ida bave ကတော့ design စများလာခဲ့တယ်ဆိုတဲ့ damage dealer တွေကိုကျွန်တော်မြင်တွေ့ရတော့မယ်ဗျာသူစီကလည်းကျွန်တော်ဒီ match power damage တွေပို့ပြီးတော့လိုအပ်တယ်ပေါ့နော် stallion bane တွေဒီ traction points တွေမိသွားမယ်ဆိုရင်တော့ continuous damage ကတောက်လျှောက်ဝင်မှာပဲဗျာ အထုံးရတိုင်းပဲကျွန်တော်ဒီအချိန်မှာအားလီမာတို့တို့ဒီအင်ဂျလာနဲ့ကျွန်တော်ဒီရင်းနဲ့ပြန်ပေါင်းရတယ်ပေါ့နော်အားလုံးနဲ့ပြန်ပေါင်းပြီးရိုက်တယ်နောက်ပိုင်းတော့ကျွန်တော် stage ကို back up ပေးရ main damage ဒီလာလေ stage ဆိုတော့ crossbow တန်းဝင်ဖို့အတွက်ပြန်ကြိုးစားရမယ် stellium ping ဟောတော့ပြီးနေသေးရဗျ magic power damage ကို blade နေနဲ့ရန်အဲ damage တကယ်လုတ်ပေးဖို့တိတ်မလွယ်ကူလားလို့အရှိမကြာအစ်သူနေနေပြီးနိုင်မှာတော့ရမယ်ဗျာ in flash in flash question လို့မရှိအောင်ဟန်အင်းနဲ့တိလို့ mounting shot ကဖေးပြီးတတ်ဖို့အတွက်ကြိုးစားရဗျာဒါပေမဲ့ဘိုးရဲ့ bucket ရောက်လာဆိုတော့လေသူ့အနေနဲ့ပြန်ပြီးတော့ shot လိုက်ရတယ် final slash power ခဲ့ပြီး conflict ကတုံးပြီးတော့ concentration on လိုက်တဲ့နောက်မှာတော့သူရောက်သွားတဲ့ သွေးတွေဒီပြန်လဲပြီးတော့ရတော့မယ်ဗျာ stick ကတော့သူ့ရဲ့ inspire မပေးသေးဘူးဆွမ်းလုတ်ပက်လေးနဲ့ပဲသူ LD မိတ်ပွင့်အောင်လှုပ်ထားတယ်ဆိုတဲ့ပုံစံလေးဒီတစ်ချိန်မှာလေကျွန်တော်စဉ်းစားမှာဟန်နေနေပဲကျွန်တော်ဒါ retry လာဖောက်မဲ့ချိန်ဒီမှာဘိုရဲကသူ့ကိုကန်မှာပဲအဲ့တော့ immune သွားနိုင်မလားခုနက Three of the Dragon တော့ကျွန်တော်ဒါတစ်ချက်တော့ immune သွားနိုင်နေဆိုပေမဲ့ကန်လိုက်တဲ့ချိန်ဒီမှာထီသွားတယ်ပေါ့နော်အဲ့တော့ retry ပေါင်းရတဲ့ခွင့်ရေက King Flash တို့ပူကောင်းတာဆိုတော့တစ်ဖက်ကလေကျွန်တော်ရင်တေချာပေါ့ဟိုက King Flash ကို final slash ဒီဘိုင်းနဲ့ချိန်ပြေးနိုင်မှာရောရမယ် area dominant အောင်ချိန်မှာဝင်ပေါင်းမှုတွေလောက်တိုင်းမှာ king flash quasher တွေ final တဲ့ကြားမှာခုနှစ်ကောင်ဝင်ထိမှုကျိုးစားရဲအဲ့တော့မှာ just stage နောက် pick up လို့တဲ့ king flash ပြန်ပြီးတော့ပိုင်းလာတယ်ဗျာဒါပေမဲ့သူကပြန်တက်နေရဆိုတော့ရမ်းမလို့ ever the guy ပြန်ကောင်း king flash ပြန်ကြသွားပြီ gang လာမရှိတော့ဘူးဗျာ no chance ခဲ့လာဆိုတဲ့ပုံစံတစ်ခုမှာ review ship ပေါက်ဖို့တဲ့တေချာပေါက်ဟန်အနေနဲ့ရရှိသွားခဲ့ပြီသို့တော်လည်း hero မရှိလဲ authority jang ခဲ့လာမရှိလဲ hero ပြန်ယူမယ်ဆိုတဲ့ပုံစံတစ်ခု medicine အနေနဲ့ဆက်လက်ပြီးပြစ်တင်ထားတော့မယ်ဗျာ၄ရောက်တဲဆိုပေမဲ့လည်းလုံးဝပြန်မပတ်ဘူးတစ်ဖက်ကိုချမယ်ဆိုရင်အထွေးတစ်ခုကြောင့်ပဲဒီ lock နားမှာတော့ yg stay ပြခွဲနေတော့မယ်ဗျနီကို rapper လေးကိုပြန်တင်နိုင်ဆိုမလဲဘိုရဲ့ position တွေ့တဲ့အခါမှာ stay line လိုက်ပြီးတော့ twist shot ထားပါသေးတယ်ဒီကတော့ကျွန်တော်ဒါ၄ယောက်၅ယောက်ဖြစ်သွားလေဒီလုံး YG လုံးလို့မရအောင် mythic sea ဘက်က control ထားတဲ့အချိန်နေတရက်လို့ပြောရမယ်ဗျ Celier B area dominance ပြန်ပြီးပေးထားနေတယ်ဒိုးလိုက်ကောင်းတယ်ကောင်းတယ်ဒီကို down shot ပြန်ပြီးပို့မှာ back line မှာဘိုရဲ့ပြန်ဝင်လာမှုလို့ကြိုးစားနေမယ် message နောက်မှာပဲကျွန်တော် inla hack ကပြန်ပြီးပူတိုင်းနေမယ် Juno damage take ကပြန်လုပ်ထားပြန်အောင်ဗျ Juno ဒီချိန်မှာ Juno တန်ရောက်တယ်ဘောလုံးတက်ဒီကိုဒီမှာသွားပြီးထိထားတယ်ဗျ double KD over stage နဲ့ပြန်အောင်သွားနေတယ်ဗျဒီလောက်တော့ ွန့်ရန် YG နေနဲ့ပြန်လည်ပြီးသိမ့်ပိတ်သွားပြီဗျာ Bounce back battle တခုတော့ပြန်လုပ်ဖို့တိုးစားခဲ့တဲ့ Medicine သူတို့ရဲ့ jungle မှာရှိတဲ့အခိုင်အတန့်တခုမှာတော့တစ်ဖက်ကလုံးဝ retribution နဲ့ tank force သွားရဲဆိုရဲပုံစံပဲဗျာ Vap line ကနေ jungle လောက်သွားကန်မယ်ရရတဲ့ spell နဲ့ဒီလောက်သွားပြီးယူမယ်ဒီလိုပုံစံတခုတွေးထားခဲ့ဆိုမလဲသွားကန်ဖို့တိုးစားနေခဲ့တဲ့ဘူရဲကိုတောင်းလျှောက်ပြစ်နေတဲ့ stick ကဒမ်ဘေးကပုံပြီးတော့များနေခဲ့တာဗျာသူကိုယ်တိုင်ပြန်ပြေးထွက်သွားသလိုပဲ cross war attack ကလည်း now Vap line မှာရှိနေရဲ့နောက်ဆုံး Nikozi ရောက်သွားတာတော်တော်လေးကိုတော့အန်ရဲများသွားခဲ့တာဒီချိန်တွေမှာတော့ကျွန်တော်တက်ပါပဲ down and strike finish လက်ထပ်ပါတယ်ခေါ် လုံးဝမရဘူးဗျ stage နေတော့ back KD ကိုပါတက် on သွားရင်းနေပဲဒီဟောင်းကအပီတက်ပြီးနေတူတယ်ဗျဟုတ်တယ်ဆိုတော့ဒီဖက်မှာတက်လာပြီကျော်၄ယောက်အားနဲ့ပြန်လှည့်ပြီးတော့ defend ရမယ်ဗျ Messi ဒီချိန်မှာတော့ကျော်ဒီဖက်ကတဖန်ရမယ်အဆိုရဲ့အရာတစ်ခုတော့ through နေတဲ့ဒီ law သွားရှင်းဖို့တော့ top lane ကိုရှိလာခဲ့ပြီ YG နေနဲ့ over action နဲ့မလုပ်ချင်တဲ့ပုံစံပဲဗျဒါပေမဲ့ stick ကတော့ Angel Hack ကဖြတ်ကူရသည်ဘာတော့ကံရဖိတ်ပြီးပိုရဲ့အနောက်မှာတိုက်တော့ချောင်းလာသည်ဗေရှင်ရတွေ့သွားသည်ဆိုမလဲ stick ကိုလုံးဝကံမှုတော့မရသေးဘူးဗျ ရှင်းဖို့အတွက်ကလည်းရှိနေသေးရယ်။ရင်ဝိတိုင်မြန်40စက္ကန့်မှာထွန်ထွန်မှာလောအထဲတော့ပြောင်းဝင်နေပြီ။တကယ်ကို NA ကြုံတွေ့နေရမစ်တစ်စီပြဂျူရိုပြန်ကြွားပြီ။ကာဘီဘောအတွက်သိမ့်မလဲဘူး။လောအသရုံးကိုရိုက်နေပြီ။ကျွန်တော် game number 2ကတော့ YG ပြန်လဲပြီးတော့နိုင်ရစီကိုတွားခဲ့ပြီဗျာ။ ဘာသာ3 series game number 2ကို YG ပြန်လည်နိုင်ရရှိသွားရင်လည်းဒီနေ့ရဲ့ပထမအဦးဆုံးသော game number 3ကိုကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အင်လာပေါင်းလိုက်တဲ့ဗဒေဖီလီရေကျွန်တော်တို့ဒီအင်လာဝဝထွဲလို့အင်လာအားလို့တွဲလုံးလေးရတော့လက်ရှိချိန်ဒီမှာတကယ်ကို powerful ဖြစ်နေသေးတယ်လို့ပဲကျွန်တော်တို့တုံးတက်မယ်အမေဗျာကျွန်တော်မြန်မာပွဲလေးမှာတော့မြန်မာလူလေးပဲပေါ့နော်ဆော့သွားတာကျွန်တော်ဒါရန်ဂိမ်းမှာဆိုရင်